ကျုပ်ဝယ်လဲနဲ့တင်းဆိုင်စကားပြောရရင်ဈေးထက်ပြီးညှိလို့ရတယ်နော်ဒီလိုပါရှစ်ပလင်းလောက်တော့ဖြစ်မှာငါဆက်ပေးမယ်ဒီဟိုပွဲကောက်တော့ထုံးတယ်လိုက်ပေးရမှာနော်အာရှစ်ပလင်းဆိုရင်တော့ကျွန်တော်ပွဲကမပေးနိုင်ဘူးကြာတုံးရောင်းဆိုရင်ရောင်းမယ်ခင်ဗျားဆီမပြည့်ဘူးဆိုရင်လည်းရတယ်ကျွန်တော်တော့ရှာလာနော်အော်နေ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 ငါဆက်ပေးပါတော့ကွာဒါဆိုလဲဝယ်လဲဘက်ကပဲငါပွဲကောက်ယူတော့ဟုတ်ပြီလားကဲလောဆယ်တော့ငါဖုံးထမ်းခေါ်လိုက်ဟုတ်ကောမလေးတော့လေကျုပ်တခါလေးသွားကြတော့မဟုတ်လေကွာလာမယ်ဆိုတဲ့အကြောင်းလေးတော့ကြိုးပြောမှကောင်းပါဟုတ်ပြီလားနော် ဟာညီကိုလိုပဲလေအရန်ကောင်းတာပေါ့ဘာဖြစ်ဖြစ်ထမင်းစားအတူတူသွားအတူတူအဲ့လိုပေါ့နော်ဟိုတစ်ခါကြရင်ကိုပျောက်သွားရင်တော့ဟာကိုကြီးဘယ်ရောက်သွားလဲအဲ့လိုလိုက်ရှာတာပေါ့နော်အဲ့လိုမျိုးပေါ့အိမ်မှာဆိုလဲအတူတူလဲတစ်ခါကြရင်ကိုကြီးမပြင်းနဲ့ဗျာအတူတူအိတ်လိုက်ဆိုအတူအိတ်လိုက်တယ်အဲ့လိုဟိုတစ်ခုသွားစားမယ်ဆိုလဲအတူသွားစားကြရလေရဲကွင်းကိုမနေ့ဆိုတွေ့နေကြရလေအကုန်လုံးကတနေ့ဟိုဗျာဟိုနေ့တိုင်းလို့တွေ့နေရတဲ့ခါကကို့မိသားစုလို့ပါပဲအရင်လဲချက်ပါတယ်သူက ူသားရှိမယ်ဆိုတော့ကျွန်တော်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီကိုလိုကျော်ဖွဲ့တွေအဲအလုပ်တွေလည်းအများကြီးရမယ်ဗျာအက်ရှင်ကားတွေလည်းများများထွက်မယ်ပိတ်သက်တွေလည်းအားပေးမှုရမယ်ကျွန်တော်လည်းပိတ်သက်ကိုဖြောပြေးခွင့်ရမယ်ဆိုရင်ကျွန်တော်တို့ကအရန်ဝမ်းသာတာပေါ့အဲသူကတော့ဂျုံကတော့ကိုရက်ကွင်းမှာဆိုလို့သူအရန်ချစ်တာကျွန်တော်တို့ခါကျရင်ရက်ကွင်းပြီးသွားရင်ကိုကြီးဆိုသူကားနဲ့ခေါ်ဖို့လေကိုမှာပတ်ပြေးရတာပေါ့နော် အဲသူကလူငယ်ဖြစ်တဲ့အတွက်ပျော်ကျင်တာပေါ့နော်အဲညီကိုလိုလည်းဖြစ်တော့လေသူကဩတခါကျရင်လေအကျွေးစောတယ်ပေါ့နော်တတိယလေသူကဘလိုလဲဖြစ်ဖြစ်ပါတော့ဆုံးရှုံးသွားတဲ့အတွက်음ပိတ်သက်တွေနဲ့ထတ်တူပေါ့ကျွန်တော်တို့ဆိုလည်းပိုးပြီးခံစားရတာပေါ့နော်စိတ်မကောင်းဘူးပေါ့နော်အဲ့လိုအဲ့လိုမျိုးလေခံစားရတာပေါ့စတက်လာတော့ကျွန်တော်နဲ့မတွဲပြစ်သေးဘူးကျွန်တော်ရှိမှကိုဇော်ရှိန်းဆိုတာကျွန်တော်တကယ်ချင်းပါပဲသူနဲ့တွေ့တယ်သူကဘီဘန်နေလောက်တာပါနော်ဂျုံဝင်တဲ့အဲကားတိုင်းပါအဲဇော်ရှိန်းကကိုဇော်ရှိန်းကကျွန်တော်တကယ်ချင်းပါပဲသူက တခါဒီမိအဖွဲကိုရောက်သွားတဲ့ခါသူ့အဖွဲမှာလူကလုံးမြန်အောင်လုံးမင်းဆိုတော့ဘန့်လိုတာလေဘီလိန်လိုတာဘီလိန်ကြတော့အာကိုထင်ရွေးကိုငှားလိုက်မယ်ဆိုပြီးတော့သူ့ဖေကကျွန်တော်ငှားအဲ့ဒါနဲ့ပဲကျွန်တော်နဲ့မိသားစုလည်းလက်တွဲသွားကားတိုင်းပါလေယာအဲဆုံးသွားတဲ့အချိန်ထိပေါ့နော်အဲအိမ်မှာပဲကျွန်တော်သူ့သူ့နဲ့နီနီကက်ကက်နေနေနေရတာပေါ့နော်အိမ်မှာတော့နေတာမဟုတ်ဘူးပေါ့နော် အမြဲတမ်းဝင်ထွက်သွားလာနေတာကားတိုင်းလည်းတလားဆိုတလားဆိုတလားလုံးလုံးရိုက်နေရတာမအားဘူးသူကကားကြီးလည်းဆက်တယ်အမတ်တရားတွေဘုံရခဲ့မှာအမတ်တရားတွေက ဘယ်လိုပြောမိသားစုလိုပါပဲအများကြီးရှိတာပေါ့အဲအဲ့ဒါပြောရင်အများကြီးဖြစ်သွားပါဆိုတော့အတူတူသွားအတူလာစားကြတယ်ရိုက်ခွင့်မကြရင်ဘယ်လိုအခက်အခဲတွေရှိတယ်အဲ့ဒါကြီးကတော့အကုန်လုံးဖြတ်တန်းရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ညီလေးတယောက်လိုပါပဲချစ်လက်ချစ်တယ်လေနှစ်မျိုးလဲနှစ်မျိုးရဲ့အဲ့လိုမျိုးဟောသူရှိတော့လဲကျွန်တော်တို့အားကိုးရတော့ပဲဗျာသူကားရဲတဲ့ခါကျွန်တော်တို့အမြင်နဲ့ပါလေသူမရှိတော့လဲဟိုစိတ်မကောင်းဖြစ်ရတာပေါ့ဟို ဒါပေမဲ့အားလုံးကတော့ကိုယ့်ဘဝကိုရည်တည်ရမှာပဲလေအဲ့ဒါလည်းကျွန်တော်သိထားတယ်ကျွန်တော်တို့ကဆိုတော့ဘဝကိုဖျက်ဆီးခဲ့ရအတွေ့အကြုံတွေအများကြီးရှိပြီးသားလေဒါပေမဲ့သူ့နှစ်မျောတာဟိုသူနဲ့ရည်ရည်ရှိမရည်ရည်ဖြစ်ဖြစ်ပေါ့ဟိုတန်ရောစင်ကလည်းတွဲနေပြီဆိုတော့အခုလိုအကျွေးစောတဲ့အတွက်လေအနုပညာမှာလေအောင်မြင်နေတဲ့မင်းသားတယောက်ဆုံးရှုံးသွားတော့ကိုကနှစ်မျောတတ်တာဖြစ်ရတာပေါ့နော်အဲစိတ်မကောင်းတဲ့တော်တော်ဖြစ်ဖြစ်ခဲ့ရပါတယ်ကျုံကိုတစ်ခေတ်ဆိုတာဖြစ်ခဲ့ရနော်ဟုတ်ကဲ့ ဖြစ်ခဲ့တယ်ဂျွန်ကိုတစ်ခစ်ဖြစ်ခဲ့တယ်ဖိုက်တင်မှာပေါ့နေနေပေးသက်တည်းကဂျွန်ကိုဂျွန်ကိုဆိုတာဖြစ်တယ်လေသူတို့တကယ်လဲတော်တာဟုတ်တကယ်လဲလုတ်တက်တာဟုတ်ဒါကြောင့်မို့လဲပေးသက်ကအားပေးမှုရတာလေခုနှစ်နှစ်ရှိရှင်းနေတော့တော့ရှိပြီကွာအဲ့အဲ့အဲ့လောက်တော့ဝင်းကျင်ရောက်သွားဟာညီကိုလိုပဲလေအရန်ကောင်းတာပေါ့ဘာဖြစ်ဖြစ်ထမင်းစားအတူတူသွားအတူတူအဲ့လိုပေါ့နော်ဟိုတစ်ခါကြရင်ကိုပျောက်သွားရင်တော့ဟာကိုကြီးဘယ်ရောက်သွားလဲအဲ့လိုလိုက်ရှာတာပေါ့နော် အဲ့လိုမျိုးပေါ့အိမ်မှာဆိုလဲအတူတူလဲတခါချင်းကိုကြီးမပြင်းနဲ့ဗျာအတူတူအိတ်လိုက်ဆိုအတူအိတ်လိုက်တယ်အဲ့လိုဟိုတခုသွားစားမယ်ဆိုလဲအတူသွားစားကြတာလေရဲကွင်းကိုမနဲ့ဆိုတွေ့နေကြတာလေအကုန်လုံးကတနေ့ကိုဗျာဟိုနေ့တိုင်းလို့တွေ့နေရတဲ့ခါကို့မိသားစုလို့ပါပဲအရင်လဲချက်ပါတယ်သူဟုတ်ခွေးသားစစ်တယ်ထင်မှာသူမပါဘူးမပါဘူးမာနလည်းမရှိဘူးသူကတမေရိုးကြလေဗျာသူကစိတ်ထားလေးကဖြူစင်တယ်ဖြူစင်တယ်ဆိုတော့သူ့ ။ तू ကဟိုခေါင်းဆောင်မင်းသားဖြစ်ပြီဗျာ။ခေါင်းဆောင်မင်းသားဖြစ်ပြီ။ तू ကမခွဲခြားဘူးဗျာ။အကုန်လုံးဒါကိုယ့်ရဲ့ညီကိုလိုပဲပြောမနာဆိုမနာတွေပဲ။ तू तू ကပြောရင်လည်းကိုတွေကငောက်ခံလိုက်တယ်။ကိုပြောရင်လည်း तू ငောက်ခံလိုက်တယ်။အဲ့လိုအပိုင်းနဲ့ဟိုရှေ့ဆက်သွားကြတာလေ။ငယ်အားမှာလဲဒါအမှုပညာမှာဟိုဘယ်လိုပြောမလဲဟိုရိုးရှင်းရှင်းလေးဖြတ်တန်းကြတာပေါ့နော်အဲ့ဒါအဲ့ဒါမမနာကတော့ဂုံတော့ဘာမှမရှိဘူးကြာအဲ့ဒါလေးပေါ့သူကရှိနေတယ်ဆိုသူရှင်းနေတာဘူးသူသာရှိမယ်ဆိုကျွန်တော်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီကိုလိုကျော်ဖွဲ့တွေ ရဲအလုပ်တွေလည်းအများကြီးရမယ်ဗျာ action ကလည်းများများထွက်မယ်ပိတ်သက်တွေလည်းအားပေးမှုရမယ်ကျွန်တော်တို့လည်းပိတ်သက်ကိုဖြောပြေးခွင့်ရမယ်ဆိုရင်ကျွန်တော်တို့ကအရန်ဝမ်းသာတာပေါ့ဘာလို့ဆိုတော့အကောင်တော့ဒီလေပတ်နေကြတာလေလေပတ်နေရတော့ကျွန်တော်လည်းအလုပ်ကင်နေရမယ်ဆိုရင်ကျွန်တော်လည်းအဆင်ပြေမယ်ကျွန်တော်အဖွဲ့သားကြီးလည်းအဆင်ပြေမယ်သူလည်းအဆင်ပြေမယ်ကျွန်းကိုင်းမိကိုင်းညွတ်မိပေါ့အဲ့လိုလေးဖြတ်တန်းနေတာဒါပေမဲ့အခုတော့ဟိုညာလယုံဟိုတစ်ဖက်ကိုပြုတ်သွားတယ်လို့ခံစားလိုက်ရတာပေါ့နော်အားလုံးကနော်အဲကြားရတဲ့ရုပ်တရက်ဖြစ်တာမဟုတ်ပထမဆေးုံတက်ရတယ် စိတ်ဝင်တက်ပြန်ဆင်းလာတယ်နောက်တစ်ခါကျတော့ဒီထက်ကျမ်းမာကြီးတွေမကောင်းရှူတယ်မှာလည်းအမြဲတမ်းတွေ့တယ်တခါကျရင်ကိုကတော့မှအိမ်မှာကြက်ပေါင်းကြီးတွေပဲယူလာတယ်အဲ့လိုပေါ့နော်ဗမာကြက်လေးလှုပ်ပြီးတော့ညီလေးတောက်စားဒါပေမဲ့ तू ကပင်မန်းနဲ့ဒဏ်ပေါ့နော်ပင်မန်းနဲ့ဒဏ်လည်းပါတယ်သူ့ရဲ့ဒီဒီပေါ့နော်ဟိုနှလုံးလို့အဲ့ဒီထဲကဝမ်းနင်းကလီတာတွေဟိုမကောင်းတာလည်းပါတော့ပေါ့နော်အဲ့အဲ့အဲ့ဒဏ်နေကြောင်ကိုကယူပေမဲ့ယူလာပေမဲ့ तू တခါကျရင်တောက်တခါကျရင်မစားဘူးသူ့အမေကဆိုရင် ဟောကုထင်ကျော်ကြီးရောင်းတိုက်ပါရောင်းရောင်းတိုက်တယ်ညီလေးစားပါတယ်ညီလေးကစားတယ်ပါညာဆိုရင်ချော့တိုက်ရတာလေသူကလူငယ်လေပြောစကားလည်းနားထောင်ပါတယ်တခါကြားလို့ရှင်ရယ်လဲဟိုဘယ်လိုပြောမလဲလူငယ်ဆိုတော့ဟိုသူလှုပ်ချင်တာလေးလဲအပိုင်းလေးလဲလှုပ်တာလဲရှိတာပေါ့နော်ဒါပေမဲ့အားလုံးကဘွေးမိဘူးလေကိုဟိုညီကိုမောင်နှမလိုပဲချစ်ချစ်ခင်နဲ့သွားကြတာလေအရှင်ထဲမှာပါတယ်အရှင်ရှေ့ရရှေ့ရပုံကိုလည်းရှိပါတယ်တော်တဲ့လူတွေဒီအနုပညာလောကမှာတော်တဲ့လူတွေပုံကိုမင်းသားတွေလည်းရှိပါတယ် ဒါပေမဲ့အများဆုံးအဖြစ်ကတော့ကျွန်တော်တို့ကိုလူကျော်အဖွဲ့တွေပဲပံ့ပိုးရတာပေါ့နော်ဘလို့ဖြစ်ဖြစ်သူမင်းသားတယောက်တက်လာပြီဆိုရင်သူအောင်မြင်မှုအတွက်ကိုထမ်းတင်ပေးရတာပဲလေ။ဘာလို့လဲဖြစ်တော့တော့လေကျွန်တော်ဝမ်းသာတယ်ကျွန်တော်လည်းအလုပ်ရတယ်အားလုံးလည်းအလုပ်ရတယ်ဟိုပေးတဲ့ကြည်လည်းအရှင်ကားကောင်းကောင်းလေးကြည်ရတာပေါ့နော်အဲကြောင့်ပေးဆက်ကျိုးကျွန်တော်တို့နဲ့ပါတယ်ဖြစ်ပါတယ်အားအားမလို့အားမရဟိုတလောကလည်းကျွန်တော်တခါပြောပြပါတယ်ဟိုပေးတဲ့ကလေးဟိုအရှင်ကိုကြိုက်တဲ့ပေးတဲ့ဆိုတော့တသက်ရှိတယ်သူတို့အရှင်ကားတွေအခု တချို့ကြတော့မင်းသားတွေပေါ့နော်အရှင်မနိုင်တာရှိတယ်ထိုးတာဘလို့ကြီးလဲဘာညာပိတ်သက်တွေပြောကြပါလေဒါဒါတို့တို့ဘက်ကအားနဲ့ကြက်လေမှန်တယ်တို့တို့မှအရှင်မနိုင်တာအရှင်နိုင်တဲ့မင်းသားကြတော့လေအဒီကျွန်တော်တို့နဲ့ချတဲ့ခါပို့ပြီးတော့တွတ်တာပေါ့နော်ပို့ပြီးကြည်ကောင်းတာပေါ့အဲ့ဒါလေးပိတ်သက်ကလည်းအခုအရှင်မင်းသားမပေါ်တော့မျော်လင့်နေကြတာပေါ့နော်ကျွန်တော်လည်းပေါ်စီခြင်းပါတယ်ပေါ်စီခြင်းလို့ရှိရင်လေကျွန်တော်တို့အဲ့လိုမျိုးဝါသနာပါတဲ့လူအရှင်မင်းသားရဲ့ဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကပံ့ပိုးပေးဖို့အစဉ်သင့်ပါပဲ။